โอเคအားလုံးမင်္ဂလာပါကျွန်တော် channel လေးနဲ့ပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီခါမှာတော့မိတ်ဆွေတို့ကိုကျွန်တော်ကဒါသူများရဲ့ privacy ကိုချိုးဖောက်ပြမယ်ပေါ့နော်အခိုးပြမယ်ပေါ့ဗျာရှင်းရှင်းပြောရရင်ခိုးပြမယ်အပြင်မှာပစ္စည်းခိုးရမှာတော့မဟုတ်ဘူးကျွန်တော်ဒီဖုန်းလေးအချက်လက်တွေကိုကျွန်တော်ခိုးပြမှာအဲဒီဖုန်းလေးအချက်လက်တွေကိုကျွန်တော်ခိုးပြမယ်ဆိုတော့ကျွန်တော်က တိုင်း hacker အမျိုးပိုင်ညာခွဲကွာလို့မျိုးကျွမ်းကျင်နေတာဆိုမဟုတ်ပါဘူးကျွန်တော် hacker ဆိုတော့စလုံးပေါင်းတော့မိုင်အောင်ရေးတက်တဲ့လူမဟုတ်ဘူးအဲဒါပေမဲ့ဒီလို application ပိုင်ညာခွဲကွာနည်းနည်းပါလေတုံးတက်တယ်ဆိုရင်လည်းခင်ဗျားတို့ရဲ့ဖုန်းကတခြားလူရဲ့ထိန်းချုပ်မှုအောက်ကိုရောက်သွားနိုင်တယ်ဆိုတာလေးကိုကျွန်တော်ပြချင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ video လေးကိုလုတ်ပြတာပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်လေရှင်နေတော့ဦးစလိုက်မယ်ပေါ့နော်ဒီဖုန်းကိုပေါ့ဒီဖုန်းကိုကျွန်တော်ထိန်းချုပ်ပြမယ်ကျွန်တော်ရဲ့ဖုန်းထဲကနေအဲ့တော့ ဘယ်လိုလုပ်ရမလဲဆိုတော့ပထမဆုံးတော့ကျွန်တော်တို့ကဒီ application တစ်ခုတောင်းရမယ်ပေါ့နော် application တစ်ခုတောင်းရမယ်အဲ့ဒီ application နာမည်က AirDrive လို့ခေါ်တယ်နောက်တစ်ခုကနောက်တစ်ခုကကျတော့ဒီ Google ရဲ့တရားဝင်ပေးထားတဲ့ Google Family နဲ့လည်းရတော့ရတယ်ဒါပေမဲ့ Google Family ကကျတော့နည်းနည်းစီကံတင်ချက်တယ်အဲ့ကြောင့်မလို့တိတ်ပြီးတော့မတုံးကြဘူး AirDrive ဆိုတာတခုရှိရနောက်တစ်ခုကကျတော့ Editor ပေါ့နော် Editor ကကျတော့အာတဲ့ဒီလုပ်ငန်းတွေအတွက်ကိုအသုံးပြုဖို့အတွက်ရည်ရထားမှထုတ်ထားတာဒါပေမဲ့ မတမာလူရဲ့လက်တက်ရောက်သွားတဲ့အခါကျတော့မတမာလူတွေလူတွေကမတမာတဲ့နီးလန်းတွေနဲ့တုံးချကြတော့အဲဒီတော့ခမရည်ရွယ်ချက်ပဲဘလောက်ပဲရည်ရွယ်ချက်ကဘလောက်ပဲကောင်းနေတယ်ဖြစ်စေအာအတုံးပြူတဲ့လူပုံမှာပဲမူတည်ရရပါတော့ဆိုတော့ကျွန်တော်တို့စလိုက်အောင်โอเคရရပါတော့โอเคပထမဆုံးကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဒီ application တစ်ခုကိုတွားပြီးတော့ download ဆွဲရမှာပေါ့နော်အဲ application နာမည်ကကျွန်တော် ဒါစကရီကော်ဒါကျွန်တော်ဒေါင်းလာတော့ဘောနော်ဒီဖုန်းထဲမှာကအော်တိုစကရီကော်ပါပါဘူးဗျအဲ့ဒါကြောင့်မလို့ကျွန်တော်ပြန်တွားဒေါင်းရတော့ဘောနော်ပထမဆုံးကျွန်တော်တို့လောက်ရမှာကတော့ air drive ကိုရှာရမှာဘောနော် ဒီမှာဒီ version ပေါ့နော်ဒီ application လေးကိုကျွန်တော်တို့ download ဆွဲရမယ်တခြား version လေးတခုတော့ရှိရရှိတည်းဟွန်းဒီ version လေးတခုရှိတည်းပေါ့နော်ဒီကောင်ကကျတော့ဟိုဟာ screen mirror ပေါ့နော် screen mirror ဆိုတာတစ်ဖက်က screen ကိုကိုကတစ်ဖက်ကနေပြီးတော့ကြည့်လို့ရကိုဘက်ကနေကြည့်လို့ရတဲ့ဟာဒါပေမဲ့ကျွန်တော်တို့ဒီကောင်ကို download ဆွဲလိုက်ပြီဆိုအဲ့ကောင်အဲ့ feature တွေအကုန်လုံးပါလာပြီပေါ့နော်ဒီ air drive ဆိုပထမဆုံးဥစ္စာကို download ဆွဲလိုက်ကျွန်တော်တို့ဒီမှာ download ဆွဲထားပြီးရရှိတယ် နောက်တစ်ခုဒီမှာတခါတည်းပြချင်တာကဒီ any desk ပေါ့နော် any desk ဆိုတဲ့ဟာကလည်းမဲဆိုတော့အဲ့လိုပဲဖုန်းကို control လုပ်လို့ရတဲ့ software တစ်ခုပဲပေါ့နော်ဒါကလည်းမဲဆိုတော့ဖုန်းထဲမှာရှိနေဆိုလို့ရှင်မဲဆိုတော့အတုံးမလို့လို့ရှင် ဖြတ်ထားတင်တဲ့ application တစ်ခုဖြစ်တယ်เนาะဒါတီထွင်မှုကကောင်းဝင်ပဲတီထွင်မှုကကောင်းဝင်ပဲအတုံးချတဲ့လူတွေကနေရာမားနေတဲ့အခါမှာဒါတွေကအန္တရာယ်ဖြစ်လာတာပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့မှာကျတော့အဲ့ဒီ address ကို address ကိုအသုံးပြုပြရမယ်ကျွန်တော်ကဒီမှာ download ဆွဲပြီးရရှိရေပေါ့နော်ဒီမှာ download ဆွဲပြီးရရှိရေဒီကောင်ပေါ့ address ကိုဘယ်လိုတောင်းရလဲဆိုတော့ကျွန်တော်ပထမဆုံးဒီ address ဆိုရယ် software download ဆွဲပြီးတော့အထည့်ရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ account ကိုရဲ့မိမိရဲ့ account ပေါ့နော် email နဲ့ဟိုပထမဆုံး sign in လုပ်ပေးရတယ်အဲ့တော့ဒီဒါပေမဲ့ပထမဆုံးတော့ကျွန်တော်တို့ account တော့ထည့်ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ top sign in ကိုနေလိုက် ဆိုင်းငွန်နေတိုင်းဒါပထမဆုံးကျွန်တော်ချိန်ထားတဲ့အကောင့်ဖြစ်နေပါတော့ကျွန်တော်အဲ့ဒီအကောင့်ကိုပြန်ဖြတ်လိုက်မယ်ဒီမှာနောက်ထပ် email တစ်ခုထပ်ထည့်ပြမယ်ပေါ့နော်ဒီအပေါ်မှာ email ထည့်ပြီးအောက်မှာကျတော့ကိုယ့်ရဲ့ email password ထည့်ရမှာနော်ဒီဖုန်းပိုင်ရှင်ရဲ့အာ email password ကိုထည့်ရမှာမဟုတ်ဘူးကိုယ့်ဖုန်းထဲကကိုယ့်ရဲ့ကိုယ်ပိုင် email password ကိုဒီထဲမှာလာထည့်ပေးရမှာဟုတ်နော်အဲ့တော့ကျွန်တော် email ထည့်ပြမယ် โอเคပါတော့အခုကျွန်တော် email ထည့်ပြီးပါပြီအမ် email ထည့်ပြီးရဆိုရင်ကျွန်တော် sign in ကိုနှိပ်လိုက်ရမယ်ကျွန်တော် email နဲ့ password ကကြတော့မှန်မှရမှာเนาะမမှန်လို့ရှင်မရဘူးဒီမှာ fail to sign in email password incorrect မမှန်ဘူးလို့ပြောတယ်အဲကျွန်တော်နောက်တစ်ခါတော့ထပ်နေကြည့်မယ်မမှန်ဘူးလို့ပြောရပါတော့ကျွန်တော် email အမှန်ကိုတော့မှထည့်လိုက်မယ်အဲ့ဆိုโอเคဟုတ်ဆိုကျွန်တော်အခုဒီမှာဆိုလို့ရှိရင် email အမှန်ကိုထည့်ထားပေးပြီးရောเนาะ အာကျွန်တော်တော့မှန်ပြီလို့ထင်တာပဲဒါပေမဲ့စိုင်းရင်လုပ်ကြည့်ရအောင်ပေါ့နော်အဲ့တော့ကျွန်တော်စိုင်းရင်နောက်တစ်ခါတော့နှိပ်ကြည့်မယ်ဒါဆိုလို့ကျွန်တော်တို့က verification တောင်းတယ်ပေါ့ကျွန်တော်ရဲ့ device assessment ဟုတ်လားဆိုတော့ကျွန်တော်တို့က coding တော့နှိပ်ပေးတယ်ပြီးသွားတဲ့အခါကျလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းထဲကနေမှ verification ကိုတွားပြီးတော့လုပ်ပေးရမှာပေါ့အတည်ပြုပေးရမှာပေါ့နော် Okay ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီ email တွေကိုဝင်ကြည့်လိုက်ရပေါ့နော်ကျွန်တော်တို့ email တွေကိုဝင်ကြည့်လိုက်ဆိုရင် air drive ကပို့ထားတဲ့ message တစ်စောင်ရောက်နေမယ်အဲ့ဒါကိုကျွန်တော်တို့အပေါ်ဆွဲတော့ဒီမှာ verification test device ဆိုရှိရကျွန်တော်တို့အဲ့ဒီကောင်လေးကိုနှိပ်လိုက်အဲ့ကောင်လေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်သူက confirm ဖြစ်သွားပြီဗောနော် successful ဖြစ်သွားပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြန်ထွက်လိုက်လို့ရပြီဗောနော်ခုနကကျွန်တော်အတန်တွင်းတော့မပါတော့လို့ပြန်တွင်းရအောင် okay ဟုတ်ကျွန်တော်တစ်ဖက်မှာ verify လုပ်ခဲ့ပြီဗောနော်အဲ့ဒါကျွန်တော်တို့ပြန်ပြီးတော့ sign in ပြန်လုပ်ကြည့်နိုင်မယ်ဒါဆိုလို့ကျန်လွယ်လွယ်ကူကူပဲဝင်လို့ရသွားပြီဗောနော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ Gmail account တခါလေးပါတယ် အာဒီမှာနာမည်ပြောင်းချိန်လည်းပြောင်းထားလို့ရတယ် profile profile ပုံတင်ခြင်းလည်းတင်ထားလို့ရတယ်ကျွန်တော်တို့မတင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီအဆင့်ကိုရောက်လာပြီဆိုတော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ကျွန်တော်တို့ဖုန်းထဲကနေထိန်းချုပ်လို့ရအောင်ကျွန်တော်တို့ permission တွေပေးရမယ်အဲ့တော့ကျွန်တော် true ထဲကိုဝင်လိုက် true ထဲကိုဝင်လိုက် sorry ကျွန်တော်မှားတော့တယ်အာကျွန်တော်တို့ဒီ me ဆိုတဲ့တဲ့ကိုကျွန်တော်တို့ profile ထဲကိုဝင်လိုက် profile ထဲကိုဝင်လိုက်တဲ့အခါမှာ security and remove future ဆိုပြီးရရှိရအဲ့ကျွန်တော်အဲ့ feature တွေကိုတွားပြီးဖွင့်ပေးရမယ် feature တွေဖွင့်ပေးရမှာဆိုဒီမှာ file ကတော့ဖွင့်ထားပြီးပြီ camera okay camera လည်းဖွင့်ထားရမယ်ပြီးတော့ screen mirror လည်းဖွင့်ထားရမယ်ဘာကြောင့်အဲ့ဒါတွေဖွင့်ထားရလဲဆိုတော့ကျွန်တော်တို့ camera ကို control လုပ်မယ်အာကျွန်တော်တို့ control လုပ်ခြင်းတဲ့အရာတိုင်းကိုဖွင့်ထားပေးရမယ်ပေါ့နော် file to the default ထဲမှာ share file တွေကိုကျွန်တော်ဟိုဘက်ဖုန်းကနေလမ်းကြည့်ခြင်းနဲ့ camera ဒီဖုန်းရဲ့ကင်မရာကိုကျွန်တော်ထိန်းချုပ်ခြင်းနဲ့အဲအကြောင်းကျွန်တော်ကင်မရာဖွင့်ထားတယ်စကရင်မရာတွေ့ရစကရင်နဲ့ဘာလုပ်နေလဲဆိုတာပါထိန်းချုပ်ခြင်းနဲ့မြင်ခြင်းနဲ့ကြည့်ခြင်းနဲ့ဒါကြောင့်မလို့စကရင်မရာကိုလည်းဖွင့်ထားတယ်နောက်ပြင်ဒီမှာ remote control ဒီကောင်ကအရေးကြီးတယ်ဒီ remote control ကိုမဖြစ်မနေဖွင့်ထားပေးရမှာနော် okay တော့ကျွန်တော်တို့ဒီ remote control ကိုကြတော့မဖြစ်မနေဖွင့်ထားပြရမယ်ဒီ notification ကတော့မဖွင့်ထားရနဲ့ပိတ်ထားရပိုကောင်းတယ်ပေါ့နော်ပိတ်ထားမဟုတ်လို့ရှိရင် ကျွန်တော်တို့ဟိုဘက်ဖုံးကနေဝင်လိုက်တဲ့အခါတိုင်းဒီဘက်ဖုံးမှာ node တီလာပြီးတော့ပြနေမှာဖြစ်တဲ့အတွက်ကြောင့်မလို့အဆင်မပြေဘူးပေါ့နော်အဲဒါတော့ကျွန်တော်တို့ပိတ်ထားရမယ်ပြီးရင် massive to content တို့အာ for ဒီ fine phone တို့ဖုံးအဲ့ဒါတွေကကြတော့အဖွင့်ချင်လည်းဖွင့်တာပေါ့ဗျာနော်မဖွင့်လည်းရတယ်ဘာမှမဖြစ်ဘူးသူက premium premium version လည်းရှိရကျွန်တော်တို့ကဒီမှာပေါ့နော်ဝယ်ချင်တယ်ဆိုတော့အဲ့အပေါ်ကအနီရောင်စာတန်းလေးကိုနေပြီးတော့ပရီမီယံဘာရှင်းကိုတောက်ဝယ်လို့ရတယ်။အာမဝယ်ချင်လည်းရတယ်ပေါ့နော်။ အခုကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ setting တွေရောတစ်ချက်တော့ setting တွေရောတစ်ချက်တော့ပြီးလို့ရှင်ဒီမှာ remove wake up ဆိုတာရှိရယ်အဲ remove wake up ဆိုတဲ့ဟာကိုကျွန်တော်တို့အာပိတ်ထားရတဲ့ရဖွင့်ထားရတဲ့ရတယ်ဘာတူကဖွင့်ထားမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ဖုန်းကနေဝင်လိုက်ပြီဆိုတာ ਨੇ ဒီကောင်ကမီးလင်းလာမှာပေါ့နော်ပိတ်ထားတယ်ဆိုလို့ရှင်တော့မီးမလင်းလာဘူးပေါ့နော်ကျွန်တော်ကတော့ဘာမှမလုပ်တော့ဘူးဒီကောင်နေမှာ DIA ဘက်ကဟာတွေကကျတော့ auto auto receive fine under wifi ဒါတွေကလည်း ဖွင့်ခြင်းနဲ့ဖွင့်တော့လို့ရဖိတ်ခြင်းနဲ့ဖိတ်ထားလို့ရတိတ်ပြောဖိတ်စာမရှိဘူးเนาะအဲ့တော့ကျွန်တော်တို့အခုဆိုရှင်ရတော့ကျွန်တော်နောက်ဆုံးတစ်ဆင့်ကြံလာဘာကြံသေးလဲဆိုတော့ကျွန်တော်တို့ဒီဘက်ဖုံးရဲ့ဟိုကနဲ့တွတ်ချိတ်ရအောင်ပေါ့เนาะအာပြောလို့ရှင်ဒီ browser ကနေပြီးတော့တွားမှာတွားရမှာအဲ့တော့ကျွန်တော်တို့တစ်ဖက်ကိုတွားမယ်โอเคကျွန်တော်တို့ဒီဘက်ဖုန်းကိုရောက်လာပြီเนาะဒါဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးလောက်ရမှာကကျွန်တော်တို့က browser တစ်ခုခုတွားရမှာเนาะ browser တစ်ခုခုတော့လိုက်အာ cookie ကိုတွန်းရတဲ့ရရပါတော့ပြီးရင်ကျွန်တော်တို့ရှာရမှာကဒီ airdrop web ဆိုပြီးရရှာရမှာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဟိုဘက်အချမ်းမှာထည့်ခဲ့တဲ့ gmail ကိုဒီဘက်ကနေထည့်ပြီးကျွန်တော် control လုပ်မှာပေါ့နော်အဲဒါကြောင့်ကျွန်တော် address web ဆိုပြီးတော့ရိုက်ရှာလိုက်တယ်ဆိုလို့ရှိရင်ဒီလို address နဲ့တက်ဆိုင်နိုင်အများကြီးကျလာနိုင်မယ်ဒါပေမဲ့ကျွန်တော်တို့အဓိကရှာရမှာတော့ address web login ဆိုတဲ့အားရှာရမှာเนาะအပေါ်ဆုံးမှာရှိရဲအဲဒီကောင်နှိပ်လိုက်ရင်ဒီနေရာကိုရောက်လာပြီပေါ့เนาะ ဒီညရောက်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါကို second ဖတ်ပြရမယ်ဆိုတော့ကျွန်တော်တို့ second ဖတ်ဖို့ဆိုလို့ရှိရင်ခုနကတခြားဖုံးလေးကိုပေါ့နော်ခုနကျွန်တော်တို့ဝင်ခဲ့ဖုံးလေးကိုတွားမယ်တွားပြီးရခါကျတော့အာကျွန်တော်တို့ second တော့ဖတ်ရမှာပေါ့ဒီ airdrop browser လေးကိုရင်တွက်ရှာပါမယ်နော်โอเคဒါလေးကိုတွေ့ပြီဆိုလို့ရှိရင် ျွန်တော်တို့အပေါ်ဆုံးက address web ဆိုတော့နေလိုက် address web ဆိုတော့နေပြီးရတဲ့အခါကျတော့ကျွန်တော်တို့ဒီဘက်က second ကိုနေပြီးရတဲ့အခါကျရင်ကျွန်တော် second ဖတ်လိုက်မှာပေါ့နော် second ဖတ်လိုက် second တစ်ချက်ဖတ်လိုက်ပြီးရင်ကျွန်တော်တို့ sign in ကိုနေလိုက် okay sign ကိုနှိပ်လိုက်ပြီဆိုရင်ဒီဘက်မှာတော့ဒီလိုပုံစံလေးမြင်နေရမှာပေါ့နော် โอเคအခုဆိုလို့ရှင်တော့ကျွန်တော်တို့ဒီဘက်ကနေမှာ password နဲ့ email ထည့်ပေးရမှာเนาะ။ဘာ email အတွက်တူပါပြီးသားဆိုတော့ကျွန်တော် password လေးကိုပဲထည့်ပေးလိုက်မယ်။ password ထည့်ပြီးကျွန်တော်တို့ login ကိုနှိပ်လိုက်ပြီးဆိုလို့ရှင်တော့ရပါပြီပေါ့เนาะ။โอเคยกสรุปเช่นเราดีสกรีนเดียวยောက်ลาไปเนาะดีเดียวยောက်ลาไปดีเดียวยောက်ลาไปဆိုတော့อ่าကျွန်တော်တို့อ่ะ ဒီဖုံးကိုတစ်ဖက်ကဖုံးကိုအပြည့်အဝထိန်းချုပ်လို့ရသွားပြီဆိုတဲ့အတိတ်ပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်အာတူရဲ့ဟိုအကုန်လုံး inform တူဖုံးနဲ့ရှိရဲ့ဟာရာတွေကိုအကုန်လုံးကျွန်တော်တို့မြင်နေရတယ်ဓာတ်ပုံကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တူဖုံးနဲ့မှာရှိရဲ့ဓာတ်ပုံကိုကျွန်တော်တို့မြင်ရမယ်ပေါ့နော်ဒီမှာဒါဆိုတူဖုံးနဲ့မှာရှိရဲ့ပုံပေါ့ဒါတူဖုံးနဲ့မှာရှိရဲ့ပုံကိုကျွန်တော်တို့မြင်နေရမယ် ဒါကိုကျွန်တော်တို့ပုံကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်လေးအမှန်ချေပြီးလို့ရှိရင်အပေါ်မှာ download ဆိုတာလေးရှိရဲ့အကန့်နဲ့ download ဆွဲလိုက်ရုံပဲဒါဆိုကျွန်တော်ဖုန်းလေးကိုရောက်လာလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က download မဆွဲတော့ဘူးဘာလို့ download ဆွဲလို့လဲอืมအဆင်ပြေဘူးပေါ့နော်ဘာလို့လဲဆိုတော့ပိတ်ကုန်တာပဲဖတ်တင်တာလေအဲ့ပုံကမလိုချင်အဲ့တော့ကျွန်တော်တို့ကနောက်ထပ်တစ်ခုဘာလို့လုပ်ရတယ်လဲဆိုတော့ဒီမှာသူ့ရဲ့ contact တွေတွက်ကြည့်လို့ရတယ်သူ့ရဲ့ call history လို့ပေါ့နော်အဲ့ call history တွက်ကြည့်လို့ရတယ် ဒီမှာဆိုလို့ရှိရင်တွားကြည့်လို့ရတယ်ဒါပေမဲ့အခု loss ရတော့ဘာမှမခေါ်တော့ဘူးပေါ့နော်ပြီးရခါကျရင်သူရဲ့ content list ကိုလည်းတွားကြည့်လို့ရတယ်ဟာသူဖုန်း content တွေမှာဘယ်သူတွေရှိလဲအဲကောင်မလေးဆိုလို့ရှိရင်လည်းကောင်မလေးဆိုလို့ရှိရင်လည်း program ဟာကိုကလွဲလို့တခြားကိုကိုတွေမောင်မောင်တွေရှိသေးလားဒါတွေတွားကြည့်လို့ရပါဗျာဒါပေမဲ့အဲ့အရာတွေကကျွန်တော်တို့ကတစ်ခုချင်းစီတွားကြည့်ရကျွန်တော်တို့ကသူ့ဖုန်းတစ်ခုလုံးကိုကျွန်တော်တို့ကတွားမှထိန်းချုပ်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်တော့ ဒီဘက်ကိုလာလိုက်ဒီဘက်ကိုလာပြီး control ဆိုတာလေးရှိရဲအဲ့ဒီ control ဆိုတာလေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော်ခဏစောင့်ကြည့်မယ်ပေါ့နော်ခဏစောင့်ကြည့်မယ်စောင့်ကြည့်ပြီးသွားတဲ့အခါကျရင် အော်ဒီမှာတစ်ဖက်ကတွေ့ရဲ့ screen ပုံစံပေါ်လာပြီပေါ့နော်ဒါတွေ့ရဲ့ဟိုဘက်က screen ပေါ့နော်ဟိုဘက်ကဖုံးမျက်နှာပြင်ကိုကျွန်တော်တို့မြင်နေရတာပေါ့နော်ဒါ ဲ့တော့ကျွန်တော်ထွက်ကျင်လဲဆိုအောက်က home key လေးကိုနှိပ်ပြီးတော့ထွက်လိုက်လို့ရတယ်ဒီအောက်မှာ cloud လေးရှိရမနော် home key လေးကိုနှိပ်ပြီးထွက်လိုက်ထွက်လိုက်ဆိုဒါတွေ့ရဖုန်း screen ရောက်သွားရင်ဖုန်းမျက်နှာပြင်ကိုကျွန်တော်မြင်နေရတာပါဒီတဲ့မှာကျွန်တော်တို့ကြိုက်တာလုပ်လို့ရပြီပေါ့နော်ကျွန်တော်စာရေးမလားပုံဆွဲမလားဗီဒီယိုကူးမလားကြိုက်တာလုပ်လို့ရပြီတူဖုန်းတစ်ခုလုံးကိုကျွန်တော်တို့ထိန်းချုပ်လို့ရပါပြီဆိုတဲ့အတိတ်ပဲ ဒါပေမဲ့တခုရှိတာကအတန်ကတော့မရသေးဘူးပေါ့နော်ဒီမှာအမ်ပရီမီယံဗာရှင်းမှာဆိုလို့ရှိရင်တော့အတန်ရတယ်ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ကင်မရာကိုဖွင့်လိုက်တယ်အာကင်မရာကိုဖွင့်လိုက်ဆိုတော့အခု loss ရဲ့တွေ့ကင်မရာကဒီ phone ကင်မရာဖြစ်နေတဲ့အတွက်ကြောင့်မလို့ဖုန်းကိုပက်လက်ထားတဲ့အချိန်မှာ move ထောင်းနေပေါ့နော်အဲပုံနဲ့ရိုက်လိုက်လို့ရတယ်ကျွန်တော်ဖြတ်လိုက်ခြင်းနဲ့ဖြတ်လိုက်လို့ရတယ်ဒီမှာ။ဟာဒါဆိုတူဖုန်းထဲမှာရှိရွာပေါ့။ တို့ပုံနဲ့ရှိဗီဒီယိုပေါ့နော်ဒါလီစာကနေရပေါ့ကျွန်တော်တို့ဒါတွေကိုလည်းဖြတ်ချင်ဖြတ်လို့ရတယ်ဒါကိုစိတ်တို့လုံးလို့ရရဗျာကြည့်ပြောလို့ရှိရင်ခမည်းတစ်ဖက်ကနေပြီးတော့ဒီဖုန်းကိုစိတ်ကြိုက်လာပြီးထိမ့်ချုပ်ပြီးတော့အတုံးပြူတဲ့တဘောမျိုးဖြစ်သွားပြီဟောနော်အကောလုံးကိုဖုန်းစကရင်တွေပဲ share လို့ရတယ် Facebook တွေပဲရှောက်တုံးလို့ရတယ်ဒါကြလို့ရှိရင်တော့ခမည်းဖုန်းတစ်ခုလုံးကိုထိမ့်ချုပ်ပြီးရပါဘောနော်ဒီမှာ ဒါကျွန်တော်ရဲ့မျက်နှာကြီးပေါ့နော်။ဟုတ်ကဲ့နေတာလမ်းကြီးရ။ Okay ဒါပဲ။အားလုံးအဆင်ပြေကြမလို့ကျွန်တော်တင်တယ်။ဒါဟို share ပေးရဆိုတော့ကျွန်တော်မကောင်းတဲ့နေရာမှာတုံးချဖို့အတွက် share ပေးရမဟုတ်ပါဘူး။ခင်ဗျားတို့ education purpose အတွက်ပေါ့နော်။ဒါအဲ့ဘာကနေပညာဘိုးဒုဒတခုအနေနဲ့ကျွန်တော် share ပေးရပြီးတော့ခင်ဗျားတို့ဖုန်းထဲမှာဒါမျိုး software တွေရှိနေဆိုလို့ရှိရင်လည်းကြိုတင်ပြီးတော့ဖြတ်ထားလို့ရအောင်တတိထားလို့ရအောင်လို့ကျွန်တော် share ပေးရ အာတီထွင်တဲ့လူတွေကတော့ဒါမျိုး application တွေကိုသူတို့ကရည်ရချက်ကောင်းကောင်းနဲ့တီထွင်ခဲ့ကြတာပေါ့နော်ဘလို့ရည်ရချက်ကောင်းကောင်းနဲ့လဲဆိုတော့တစ်ဖက်ကဥမာဗျာခင်ဗျားဖုန်းဖုန်းနဲ့ပတ်သက်လို့ service ပေးရလူခင်ဗျား online ကနေပြီးတော့ဒီဖုန်း service လာအပ်ထားတယ်ဒါဆိုလို့ရှိရင်ခင်ဗျား online ကနေလက်ကြီးထွက်ပြီးတော့ screen ကနေလက်ကြီးထွက်ပြီးတော့တွားပြင်လို့ရတာမျိုးမဟုတ်ဘူးလေအဲတော့ မတို့ပဲအဝေးရနေပြီးတော့အော်ဒါဘယ်ရလို့ဘယ်ရလို့လို့ပြောမယ်ဒါပေမဲ့သူမလုပ်တတ်ဘူးဆိုတဲ့အခါမျိုးမှာသူ့ရဲ့ဖုန်းဆက်ခွင့်ကိုခင်ဗျားထိန်းချုပ်ပြီးတော့အဲ့လိုမျိုးလုပ်ပေးရတော့ဗောနော်အဲ့လို service တွေလုပ်ပေးတဲ့အခါမှာတုံပြူကိုနောက်တစ်ခုကကျတော့ဒီလုပ်ငန်းတွေဗောနော်ကျွန်တော်တို့လုပ်ငန်းတစ်ခုခုလုပ်တဲ့အခါမှာ ဲ့ဒီဖုန်းနေအလုပ်တမားတွေ shop pocket လေးဆိုရင် shop လုပ်လို့မရအောင်ထိန်းချုပ်ဖို့ဒါမျိုးတွေပေါ့နော် any desk လိုမျိုးပေါ့အဲ့လိုမျိုးတွေအတွက်ရည်ရွယ်ပြီးတော့ထုတ်ထားကြတာဖြစ်တယ်ဒါပေမဲ့မကောင်းတဲ့လူတွေလက်ထဲရောက်သွားတဲ့အခါမှာမကောင်းတဲ့နေရာမှာအတုံးချခံလိုက်ရတယ်ပေါ့ဗျာဒါကြောင့်မို့ဘယ်နေရာမှာအတုံးချမလဲဆိုတာခင်ဗျားပေါ်ဝဲမှုတည်ရဲ့ဒါကတော့ကျွန်တော် education purpose အနေနဲ့ sharing လုပ်ပြရပါအားလုံးကျေးဇူးတင်တဲ့ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်ထားပေးခဲ့ပါဦးမင်း